29ခုမြောက်သောစာလံအပိုက်ငယ်1မှ7အိုးဖျားသခင်သားတို့ဒါရဖျားသည်ဘုံတကူကြီးတော်မူသည်ဟု ဝန်ခံကြလော့ထာဝရပြား၏နာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံလျက်တန်ရှင်သောတစားကိုဆင်၍ထာဝရပြားကိုကူးကွယ်ကြလော့ထာဝရပြား၏အတန်တော်သည်တမုတ်တရားပေါ်မှရှိတော်မူ၏ဘုံကြီးတော်မူသောဘုရားသခင်သည်မိုးချုံတော်မူ၏ထာဝရပြားသည်များစွာသော ရေပေါ်မှရှိတော်မူ၏ သာရဗျာ၏အတန်တော်သည် တကိုးနှင့်ပြည့်စုံတော်မူ၏သာရဗျာ၏အတန်တော်သည်ဘုံအာနုဘော်နှင့်ပြည့်စုံတော်မူ၏သာရဗျာ၏အတန်တော်သည်အာရစ်ပင်တို့ကိုချိုးတော်မူ၏အကယ်စင်စစ်သာရဗျာသည် လေဘနုံအာရစ်တော်ကိုချိုးတော်မူ၏တောကိုနွားတငယ်ကဲ့သို့၎င်းလေဘနုံတောနှင့်စီရုံတောကိုကြန့်တငယ်ကဲ့သို့၎င်း ခုံစီတော်မူ၏။သာရဗျာ၏အတန်တော်သည်မီးလျံကို ခွဲတော်မူ၏။သာရဗျာ၏အတန်တော်သည်တောကို၆ချားတော်မူ၏။သာရဗျာသည်ကာတေရှတောကို၆ချားတော်မူ၏။သာရဗျာ၏အတန်တော်သည်တမင်တရေမတို့ကိုမွေးဖွားစေတော်မူ၏။ တောတစားတို့ကိုလည်းပယ်ရှင်းတော်မူ၏ဗိမာန်တော်၌ခတ်သိမ်းသော သူတို့သည်ဘုံတော်ကို ဖော်ပြကြစေသာရဖျားသည်မိုးတက်မုန်တိုင်းပေါ်မှာထိုင်တော်မူ၏ကဲစင်စေသာရဖျားသည်အစဉ်အမြဲရှင်ဘရင်အရာနှင့်ထိုင်တော်မူ၏သာရပြားသည်မိမိလူစုကို ခိုင်ခန့်စေတော်မူမီသာရပြားသည်မိမိလူစုအားငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာကို ပေးတော်မူမီ Amen. God bless you.